နယူးအော်ရီလန်မြို့ကဘူဒူအကြီးကမာရီလာဘိုရဲ့ဝိညာဉ်ကိုမှအကဲသွားဆမ်းမိရဲ့အမျိုးသားရဲ့၆ချားစရာဖြစ်ရက်ပရိသတ်များလုံးမင်္ဂလာပါရှင်အမန်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် အမေရိကန်နိုင်ငံလူဝီဆီယားနားပြည်နယ်အတွင်းမှာရှိတဲ့နယူးအော်ရီလန်မြို့လို့ပြောလိုက်ရင်တချိန်လုံးကဘူဒူပညာသည်တွေရှန်ရှန်တောက်ခဲ့တဲ့နေရာတစ်ခုဖြစ်တဲ့လူသိများကြပါတယ်။အထူးသဖြင့်တော့ဒီမြို့လေးဟာဘူဒူလော့ဂီပညာရပ်တွေကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်တဲ့နတ်ဆီယာမာကြီးမာရီလာဘုံနဲ့ပတ်သက်တဲ့အတွက်ထင်ရှားလာလည်းဖြစ်ပါတယ်။မာရီလာဘိုးဆိုတာကတော့တချိန်လုံးကဒီမျိုးလေးမှာရှန်ရှန်တောက်ကြော်ကြားခဲ့တဲ့အမျိုးသမီးဖြစ်ပါတယ်။ ဘူဒူးဆိုတဲ့ရှေးဟောင်းယုံကြည်မှုတွေကိုဖြန့်ဝေပေးခဲ့တဲ့သူဖြစ်ပြီးတော့သူမကိုယ်တိုင်ကလည်းမော့အတတ်ပညာတွေကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်တဲ့သူတဦးပါဘူဒူကရဲ့ဥဆောင်လည်းဖြစ်ခဲ့ပြီးတော့ကျမ်းမာရေးကောင်းကျင်တာပဲဖြစ်ဖြစ်အချင်းနဲ့ပတ်သက်တာရန်သူကိုဂလက်စားပြန်ချေကျင်တာမျိုးတွေပဲဖြစ်ဖြစ်သူမစီကိုလာရောက်ကြရပါတယ်မာရီလာဘိုဟာအင်မတန်မအစွမ်းထက်ခဲတဲ့သူတစ်ယောက်ဖြစ်တာကြောင့်တချို့တွေကလည်းသူမကိုစုံးကဝေမာကြီးတစ်ယောက်ဖြစ်အမြင်တတ်ကြပါတယ် သူမတည်ဆုံးသွားခဲ့တာကြပြီးဆိုပေမဲ့သူမရဲ့ဝိညာဉ်နဲ့စွမ်းအားတွေကတော့အော်ရီလန်မြို့မှာရှိနေသေးလို့ယုံကြည်ကြပါတယ်။ဒီနေ့မှာတော့မာရီလာဘိုရဲ့အုတ်ဂူကိုမှမခံလေးစားလောက်ခဲ့မိလို့ဒုက္ခလာလာရောက်ခဲ့ရတယ်။အမျိုးသားတဦးရဲ့ဖြစ်ရပ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ထုံးစံအတိုင်းဆောင်းလေးချုံနှစ်ချက်လေးတက်ပြီးတော့ဗီဒီယိုကိုဆုံးနေသည့်အတူကြည့်လိုက်ရအောင်ပါ။ ခုနကတော့ငါပြောခဲ့သလိုပါပဲမာရီလာဘိုဟာတက်ရှိထင်ရှားရှိနေခဲ့တဲ့အချိန်တုန်းကဒမစီကိုလာရောက်အကူအညီတောင်းကြတဲ့သူတွေကိုလိုအပ်တဲ့အကူအညီတွေပေးခဲ့ပါတယ်။ဒါပေမဲ့အလကားတော့မရပါဘူး။သူတို့စီကတန်ဖိုးကြီးတဲ့အရာတစ်ခုခုကိုတော့ပေးခဲ့ရစမြဲပါပဲ။ဒါကြောင့်မာရီလာဘိုတည်ဆုံးသွားတဲ့အချိန်မှာမျိုးရဲကသူမရဲ့အုပ်ကူမှာလက်ဆောင်ပစ္စည်းတွေကိုသွားချထားပြီးတော့စူတောင်းတဲ့ဒလီကဒီနေ့ချိန်ထိရှိနေပါတယ်။ မာရီလာဘုံရဲ့ဝိညာဉ်ဟာမကျွလွတ်သေးဘူးလို့ယုံကြည်နေကြတဲ့သူတွေလည်းရှိပြီးတော့သူမရဲ့အုတ်ဂူကိုမလေးမစားလောက်ကြတဲ့လက်ဆောင်ပစ္စည်းယူမလာတာမျိုးတွေဆိုရင်ကောင်းကောင်းဒုက္ခပြီးတတ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဒန်နီယယ်ကာတာဆိုတဲ့အမျိုးသားကတော့ဒီအကြောင်းတွေကိုအယုံကြည်မရှိခဲ့တဲ့သူပါ။သူဟာတခြားမျိုးကနေနယူးအော်ရီလန်ကိုအလုပ်ကိစ္စနဲ့ပြောင်းရွှေ့လာခဲ့တဲ့သူဖြစ်ပြီးတော့မြို့ကိုရောက်တဲ့အချိန်ကလေးကမာရီလာဘိုးရဲ့အကြောင်းတွေကိုနားနဲ့မဆန့်အောင်ကြားခဲ့တာဖြစ်ပါတယ်။ ။နောက်ပြီးတော့ကဘာအနှံ့ကလူတွေဟာသူမရဲ့အုတ်ဂုကိုလာပြီးတော့လက်နဲ့ရေးထားတဲ့စူတောင်းစာတွေနဲ့အကြွေစေးတွေဖျောင်းတိုင်တွေကို လာချထားတာကိုတွေ့ရတဲ့အခါမှာခေပညာတတ်လူငယ်တယောက်ရဲ့အမြင်မှာရဲစရာတစ်ခုလိုဖြစ်နေရပါောင်း။တညမှာတော့သူဟာပြင်သစ်အရက်ဘားတစ်ခုမှာအရက်ထိုင်တောင်းနေတဲ့မာရီလာဘုံဝိညာဉ်ဒီမျိုးမှာရှိနေရဆိုတာကိုမယုံဘူးလို့ပြောလိုက်ပါတယ်။ဒါကိုဘားကဆန်ရှင်မိန်းမကြီးကြားတဲ့အခါမှာမျက်လုံးဖြူးဖြူးနဲ့သူ့ကိုစိုက်ကြည့်နေပြီးတော့ နေမယုံရင်မလီမစားသွားလို့ကြည်ပါလားလို့ပြောလိုက်ပါတယ်။ဒန်နီယယ်ကတော့ဆက်လက်ရဲမောနေခဲ့ပြီးတော့အရင်ညမှာပဲသူဟာမူမူနဲ့မာရီလာဘိုရဲ့အုတ်ကူရှိရာကိုရောက်သွားခဲ့ပါတယ်။စိန့်လူဝစ်တင်ချန်ကြီးဟာအမောင်ရဲအောက်မှာတိုက်စေးလေးရရှိနေခဲ့ပြီးတော့မာရီလာဘိုရဲ့အုတ်ကူကတော့အိုဟောင်းနေပြီဖြစ်ပါတယ်။ဒါကြောင့်အငင်းသူသူအနန်းကလေးတင့်မှာရှာနေပါတယ်။အရေးဖြော်နေရဲ့ဖျောင်းနိုင်အတူအစားတွေကိုကြည်ရင်နဲ့သူဟာရဲမောလိုက်ပြီးတော့နင်ဒီမာတကယ်ရှိနေရဆိုရင်ငါ့ကိုတတ်တည်ပြဆန်းလို့ ်မာရီလာဘွေရဲ့ဝိညာဉ်ကိုစိန်ခေါ်လိုက်ပါတယ်အရင်နောက် secret တလေးကိုမင်းညှိပြီးဖြွာဆိုင်နေတော့သူ့ရဲ့အနောက်ကနေမိမတယောက်ရဲ့ခတ်တိုးတိုးရေတံကိုကြားလိုက်ရပါတယ်ဒန်နီယယ်လည်းကြည့်လိုက်တဲ့အခါမှာဘသူ့ကိုမှမတွေ့ရတာကြောင့်သူလည်းခေါင်းနှစ်ပန်းတွေကြီးသွားပြီးတော့ဘာဆက်လို့ရမှန်းမသိဖြစ်နေပါဗျ။အဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်ကဝေးကိုတယောက်ယောက်ကလက်သေးချုံတွေနဲ့ကုတ်ချစ်လိုက်တာကိုခံလိုက်ရတာကြောင့်ဒန်နီယယ်လည်းကြောက်လန့်ပြီးတော့အသင်ချိုင်းထဲကထွက်ပြေးလာခဲ့ပါတော့တယ်။ ဟိုတယ်ကိုရောက်တဲ့ချိန်ထိသူ့ရဲ့ရင်ဘတ်ထဲမှာမီးစားနဲ့ထိုးခံရသလိုပူလောင်နေပြီးတော့လက်ကဝင်းမှာလည်းသွေးတွေထွက်နေတဲ့လက်သေးရာကြီးတွေကိုတွေ့လိုက်ရပါတယ်။နောက်နေ့မနေ့မှာတော့သူဟာလေရင်နဲ့မျိုးကနေထွက်သွားခဲ့ပြီးတော့နောက်ဘယ်တော့မှဒီမျိုးကိုမလာတော့ဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။မော်ရီလာဘုံရဲ့ဝိညာဉ်နဲ့ပတ်သက်ပြီးတော့မိစေတို့ရဲ့အမြင်ကိုခေါမတ်မှာရေးခဲ့ပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။ အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။